အဲ့တော့ဒီကနေ့ချစ်စွေကြီးကလေဒေါသတွေအမတန်ကြီးကြတဲ့ဖေဖေမေမေတို့အတွက်ကိုရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုလှုပ်ထားဖြစ်တယ်ဒီဇလန်းလေးကလည်းတကယ့်ဖြစ်ရမှန်ပြည်သူစေယုံရန်ကုန်ပြည်သူစေယုံကြီးမှာဖြစ်ပျက်သွားတဲ့တာရကားလေးတစ်ခုပါအเจ้าကတော့ဒီလိုပါဒီနေ့မှာတော့စေယုံကိုလက်ကဒံယာတွေဘလဘွားနဲ့လက်ချောင်းတွေမှာတန်ချောင်းတွေနဲ့ရိုက်ပုတ်ထားလို့လက်ချောင်း၁၀ချောင်းသလုံးကျင်းမွနေတဲ့ဒံယာတွေဘလဘွားနဲ့ခလေးလေးကစေယုံကိုယောက်လာတယ် ဆရာတွေကပြပြတက်လက်ကလေးကိုကြည့်လဲပြီးတော့တခါတည်းစိတ်မကောင်းခြင်းနေဖြစ်ပြီးတော့အနားမှာရှိတဲ့လူနာရှင်ကိုမွေးကြည့်တယ်ဒါဘလို့ဖြစ်တာလဲလို့မွေးလိုက်တဲ့အခါကျတော့သူ့အဖေကဒေါသဖြစ်ပြီးတော့သူ့သားကိုရိုက်ထားတာပါလို့သူ့အမေကလည်းမျက်ရည်တွေကနေငိုးပြီးတော့တခါတည်းမျက်လုံးတွေကိုမျက်ခွက်ကိုအုပ်ကွဲပြီးတော့ပြောပါတယ်အဲ့ဒီချိန်မှာဆီယာမကသူ့အဖေကိုဆိုတာဗမာလဲလို့မေးတော့သူ့အဖေကရှေ့ကိုထွက်လာပါတယ်ရှင်တလောက်တောင်ရဲဆက်ကားလာ ုမွေ့ထားတဲ့သားသမီးကိုတလိမ့်ဆန်တကောင်လို့ရရဆက်ဆက်နဲ့ရှင်မို့လို့ရရတဲ့ရှင်ဘလို့အကြောင်းတရားနဲ့မြန်ဘလို့စိတ်ထားတွေနဲ့မြန်ရှင်ရိုက်ကြတာလဲလို့မေးတဲ့အခါကျတော့ဟုတ်ပါတယ်ဆရာမတဲ့ကျွန်တော်ကအနည်းနည်းလာလာကနေလိုချင်တက်မှတ်လာတဲ့ကျွန်တော်စူဆောင်းထားတဲ့ကားတစ်စီးကိုကျွန်တော်အမတန်မြန်လို့တဲ့ကားကို तू ကတန်ချောင်းနေနဲ့ချစ်နေတာကိုမြင်တော့ကျွန်တော်ဟာဒေါသဖြစ်ဖြစ်နဲ့မစင်းစားဘဲနဲ့သူ့လက်တွေကိုကျွန်တော်ဘာနဲ့ရိုက်မိလို့ရိုက်မိမှမသိဘူးတဲ့ရိုက်မိလို့ကြီးတဲ့အခါကျကမှကားနာမှရှိတဲ့တန်ချောင်းနေနဲ့ရိုက်နေတယ်လားဆိုကျွန်တော်သိလိုက်ရတယ်ဆရာမတဲ့ အဲ့လိုပြောလဲပြောရှင်မရိုက်ခင်ပါတဲ့ရှင်ရဲ့သားလောက်ကတဲ့ရည်ဝဲချက်ကိုရှင်မဲမိသလားလို့မေးတဲ့အခါကျတော့ကျွန်တော်မမဲမိပါဘူးလေတဲ့ခလေးများတကယ်လို့နိုးလာတဲ့အခါကျလို့သတိရတဲ့အခါကျရင်ရှင်မဲကြည့်ပါတယ်ဒါပေမဲ့အဲ့ခလေးပြောတဲ့ဇာတ်ရည်ကရှင်အတွက်နောက်ထပ်ရစရာတွေမဖြစ်ပါစေနဲ့လို့ကျွန်မဆူတောင်းပါတယ်လို့ပြောပြီးတခါတည်းစိတ်ဆိုးဆိုးနဲ့ခလေးကိုခေါ်ပြီး operation ရှင်းခန်းထဲကိုဝင်သွားတော့တာပေါ့အဲ့မှာခလေးကခွဲစိတ်ပြီးသွားတဲ့အခါကျတော့သတိရလာတယ်ဆိုလို့ရှိရင်မဖေးရဒေါသတွေလည်းပြေးစားပြုတ်လာပြီပေါ့လက်ကဒဏ်ရာတွေကိုကြည်ရင်းနဲ့ မျက်ရည်တွေကလည်းဝဲလာပြီးသူသားကိုသူမေ့ကြည့်တယ်လူလေးတဲ့မင်းဘာဖြစ်လို့များအဖေရဲ့ကားကိုမင်းတန်ချောင်းလေးနဲ့ချစ်တာလဲလို့မေ့တဲ့အခါကျတော့သားလေးကပြန်ပြောတယ်ဒါဖဖေကိုချစ်လွန်းလို့ဒါဖဖေကိုချစ်တယ်လို့ရေးတာပါဆိုလို့ဆိုတခါတည်းအဖေကမျက်ရည်တွေစိကြလာလဲပြီးလဲပြီးတခါတည်းမျက်ရည်တွေမထိနိုင်ပဲနဲ့တခါတည်းအိမ်ကို login ပြန်လာလဲပြီးတော့သူကားကိုအွားကြည့်လိုက်တဲ့အခါကျတော့ဟုတ်တာပေါ့ကားမှာမလမပလေးရည်တွေနဲ့ရေးတဲ့တာကို तू ကတွေ့ရတယ်ဒါဖဖေကိုအရန်ချစ်တယ်ဆိုစာလေးလည်းမင်းရောဖေရတခါတည်းဟိတိုက်ပြီးတော့ချုံမွေးချပြီးတော့ငိုပါလေရော ငါတော့မပါဘခေါ်လားဆိုပြီးဒါပေမဲ့သူအမားတွေကိုတီးလိုက်တဲ့အချိန်မှာတော့သူသားဟာဘရော့အခါမှာလက်ဆယ်ချောင်းသလုံးပြန်ပြီးတော့အကောင့်ပကတိရနိုင်တော့တဲ့အနေထားကိုမတွေ့ရှိရတော့ဘူးဒါပေမဲ့အဖေတယောက်ဟာလည်းသူ့ရဲ့အမားတွေကိုတွန်းမိတိုင်းနောင်တတွေရပြီးစိတ်ကြယောဂါကတ်လိုက်ပြီးနောက်ဆုံးတော့သူ့ကိုသူကတက်ပြီးတော့အဆုံးစီရင်သွားတယ်ဒါဘလူးနှစ်ယောက်ကဘဝကိုဖျက်ဆီးလိုက်တာဒေါသပါပဲတို့တွေဟာလေဒေါသသမီးလေးတွေကိုအယမ်းချစ်တယ်အသက်အသက်ပေါက်အောင်ချစ်တယ်လို့ပြောကြပါမိမယ် တို့တံပိုးထားရတဲ့ပစ္စည်းတွေတို့မြန်နိုးရတဲ့ပစ္စည်းတွေကိုမြန်အတမင်းလေးတွေကြောင့်ပျက်စီးသွားတယ်။တို့တွေကလေသူတို့ကိုဒေါသတွေပုံချပြီးတော့တို့တွေကဆုံးမတာနဲ့မတူဘဲနဲ့အကြမ်းဖက်တယ်လို့ဝါဒတွေကိုကျင့်သုံးပြီးတပ်သမီးတွေကိုတိတ်ဆက်ချက်ကလူပြုတ်ကြတယ်လေ။အဲ့တော့တပ်သမီးတွေကိုအပြစ်ရှိတဲ့အခါကျတော့ဆုံးမတော့မယ်ဆိုလို့ရှိရင်မေးပါငါဟာဆုံးမမာလာရှုံချမာလာငါဟာဆုံးမမာလာအကျန့်ဖက်တော့မာလာဆိုတဲ့မိကွန်းကိုလေကိုကိုကိုခဏခဏလေးရက်စဉ်းစားပြီးတော့မေးပါချစ်စွေကြီးစာလေးတစ်ချောင်းဖတ်ဖို့တော့ကိုမျှဝေခြင်းသေးတယ်ကွာ မင်းနဲ့သားသမီးတွေကိုတေချာမပြုစုဘူးဆိုလို့ရှိရင်မင်းအနှစ်40လောက်ရှားထားတဲ့စီးပွားရေးတွေကိုမင်းသားသမီးတွေက၄၄ရက်လောက်နဲ့ကိုအောင်ဖြုတ်လိုက်နိုင်တယ်မင်းနဲ့မင်းသားသမီးတွေကိုတေချာသာပြုစုစောင့်ရှောက်ခဲ့မယ်ဆိုလို့ရှိရင်တော့မင်းအနှစ်40လောက်ရှားလို့မရနိုင်တဲ့ပစ္စည်းတွေကိုမင်းသားသမီးတွေက၄လလောက်နဲ့ရအောင်ရှားပေးနိုင်တယ်ဆိုတဲ့ဇာတ်လေးလိုပါပဲဒါကြောင့်မလို့တို့ကသားသမီးတွေကိုလေငွေမြူတဲ့နေရာမှာဒေါသတွေနဲ့မငွေမြူပါနဲ့နော်အဲ့တော့တို့က မွေးထုတ်လိုက်မဲ့သားသမီးတွေဟာအနာကက်ကအမိုက်တွေမဖြစ်အောင်မွေးမြူနိုင်ကြပါစေချစ်စွေကြီးကစန္ဒပြုတ်ပြီးတော့ဒီပူစီလေးကိုမျှဝေပေးလိုက်ပါတယ်နော်